စကိုင်းတိုင်းကမ္ဘလူမြို့နယ်ကနေခင်ဦးဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတမ33တပ်တွေကိုတိုက်ခတ်ခဲ့ရမှာစစ်ကြောင်းစုဖွဲ့မှုပြည်ပြီးစစ်ကြောင်းမှုအပောင်ဝင်စစ်သားအယောက်50ဟာတည်သွားကစစ်တုံးပန်း15ရောက်နဲ့လက်နက်ခရမ်းတွေကိုရရှိခဲ့လို့စကိုင်းတိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ကတော်လိုင်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗျ။အကျန်းဖယ်ဆေးအုပ်စုပြုတ်လုပ်မဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်သူတွေကို အရေးယူဖို့အတွက် နီးဥပဒေနဲ့လုံထုံးလုံနည်းတွေကိုရေးဆွဲနေရလို့ Moon State Federal Council MSFC ကပြောရင်းဆိုခွင့်ရှိသူတဦးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါဗါးနွေဘာလ3ရက်နေ့မှာ Moon Pi Federal Council ကအကြမ်းဖက်စစ်တပ်ပြုတ်လုပ်ကျင်းပမဲ့တရားမဝင်အထုရောင်ရွေးကောက်ပွဲအပေါ် မူဝါဒရည်တည်ချက်စာတမ်းကိုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီစာတမ်းထဲမှာမွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့အကြမ်းဖက်စစ်တပ်နဲ့စစ်ကောင်စီစစ်ကော်မရှင်ကိုအကြမ်းဖက်ဆီအိုစုလို့မှတ်ယူမှာဖြစ်ပြီး2025ခုနှစ်ဒီဇင်ဘာလမှာသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲဟာဖက်စစ်လူရွေးပွဲလို့အမည်တွင်မှသာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။မြန်မာစစ်တပ်နဲ့ပူးပေါင်းနေတဲ့ DKPA တပ်ဖွဲ့နဲ့အဲ့ဒီတပ်ဖွဲ့ခေါင်းဆောင်၄ဦးကို ကြားဖြတ်ငွေလိမ်မှုတွေအတွက်အမေရိကန်ကအရေးယူတန်းခတ်လိုက်တဲ့အပြင်မြန်မာလာအိုနဲ့ကမ်ဘောဒီးယားကကြားဖြတ်ဂိုင်းတွေကိုအမေရိကန်ကနှိမ်နှင်းမှုအတွက်ကြားဖြတ်တိုက်ဖြတ်ရေးအဖွဲ့ကိုပါဖွဲ့စည်းလိုက်တဲ့အကြောင်းတရားဝင်ထုတ်ပြန်လာပါတယ်။ချက်ဖို့ပါတီကလက်ရှိစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအတူကြီးမှာအနိုင်ရပြီးရင်လေအစိုးရတစ်ဖွဲ့စည်းတဲ့အချိန် လက်ရှိစစ်တပ်ကချမှတ်ထားတဲ့နိုင်ငံရေး policy ကိုသာဆက်လက်ကျင့်သုံးမယ်ဆိုပြီးကျန့်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကိုတိုင်ပြောဆိုလာတယ်လို့ကျန့်ဖို့တည်င်းအရှင်မြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ17ရက်နေ့ကပဲနီပီတော်မှာရှိတဲ့ကျန့်ဖို့ပါတီရုံးချုပ်မှာကျန့်ဖို့ပါတီအောင်နိုင်ရေးအခမ်းအနားအတွင်းကျန့်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကိုတိုင်ပြောသွားတာဖြစ်တယ်လို့ဆိုပါတယ်။